မင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဇူလိုင်လ10ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်က တင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေလည်းအဝေးမတက်ဖြစ်နေတဲ့စစ်တပ်ရွေးကောက်ပွဲထောက်ခံသူ နိုင်ငံရေးသမားအချင်းချင်းနိုင်ငံရေးအမျက်ထုတ်နေတဲ့ဆိုတဲ့သတင်းဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုအထူးစိုးရိမ်နေတဲ့ NUG ဆိုတဲ့သတင်း ဝါပီမှာအောင်မြင်တဲ့တရားစီရင်ရေးကို စနစ်တကျလက်ပတ်နိုင်နေရလို့ပြောလာတဲ့ UWSA ဆိုတဲ့သတင်းစေအုပ်စုမှာရဲကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိဘူးလို့ပြောလိုက်တဲ့ NUG ထိုင်းဝန်ကြီးချုပ်အရေးမှာကွဲလွဲနေကြတဲ့ဘရင်နဲ့တရားရုံးဆိုတဲ့သတင်းငားနဲ့အတွင်လူဆက်လေတန်းထိတည်စေနိုင်တဲ့ USA ရန်ပုံငွေ ဖြတ်တောင်းမှုစတဲ့အဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပေပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီနေ့တော့ပထမအဆုံးသတင်းကတော့အဝေးမတက်ဖြစ်နေတဲ့စစ်တပ်ရွေးကောက်ပွဲထောက်ခံသူနိုင်ငံရေးသမားအချင်းချင်းနိုင်ငံရေးအမျက်ထုတ်တယ်ဆိုပြီးဝေဖန်နေကြတဲ့အကြောင်းပါနိုင်ငံရေးအမျက်ထုတ်တယ်ဆိုပြီး2010အမန်ဟောင်းဒေါ်ညညိုသိန်းကိုပြည်တော်စုငင်းချင်ရင်နဲ့ညညိုရဲ့ပါတီ UPUP ဥက္ကဋ္ဌဒေါ်စိုးယူမာကဆွတ်ဆွဲပြောဆိုလိုက်ပါတယ် ဒီဇင်ဘာလတဲ့စစ်ကောင်စီလုံမဲ့ရွေးကောက်ွယ်ဝင်မဲ့သူတွေနဲ့ထောက်ခံသူပြည်တွင်းကနိုင်ငံရေးသမားအချင်းချင်းအဝေးမတက်ဖြစ်နေကြတာပါ တောင်းညို့သိန်းကတော့လက်ရှိသူမဖောက်နေတဲ့လမ်းတစ်ကိုအချိန်တစ်ခုရောက်ရင်အခုဆင်းနေကြသူတွေလိုက်ကြရမယ်လို့ပြောထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်ကနေ29ရက်နေ့ထိနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့2025ငင်းကြင်းဖိုရမ်အပြီးတရင်းသာရှင်လင်းပွဲမှာပြောကြားချက်တွေနဲ့ပတ်သက်ပြီးကိုပိုင်လူမှုကွန်ရက်တွေကတစင်ဝေဖန်ပြောဆိုခဲ့ကြတာပါ။ ရွေးကောက်ပွဲအကြုံနဲ့ရွေးကောက်ပွဲကာလတွေမှာစစ်မှုတန်းစင်ကောက်ခံမှုကိုခဏရက်ဆိုင်ထားဖို့2010ရန်ကုန်အမတ်ဟောင်းတောင်းညို့တင်းကအဲ့ဒီတည်င်းစာရှင်လင်းပွဲမှာပြောခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီး UPUP ဥက္ကဋ္ဌဒေါ်စိုးယူမာကသူ့သား NSBNC ကလုပ်တဲ့တည်င်းစာရှင်လင်းပွဲမှာစစ်မှုတန်းခေါ်ယူမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာဖြစ်ပေမဲ့အမျိုးသမီးတအုပ်ကစစ်မှုတန်းရက်ပေးဖို့ပြောပြီးနိုင်ငံရေးအမျက်ထုတ်တယ်လို့ပြောပါတယ်။ ရေကောက်ဝဲနီးမှ အချိုးချောင်နိုင်ငံရေးသမားတွေထွက်လာတယ်။ရေတုံးကားမှပြည်သူလူထုရှေ့ကမရက်တည်ဘူး။ရေကောက်ဝဲနီးမှမီဒီယာကနေတော်ပြတောင်ပြပြောနေတဲ့နိုင်ငံရေးသမားတွေကိုတဲ့ယုံတယ်လို့တော်စောယူမာကပြောပါရယ်။ ငင်းချင်ရင်ဖိုရမှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး NSPNC အဖွဲ့ဝင်ဟိုမိုကြီးဝနာအောင်ဒေါက်တာအေမောင်ဥက္ကိုကိုကြီးဒေါက်တာစောဦးဒေါက်တာသက်ခိုင်ဒေါက်ညိုညိုတင်းတို့အပါဝင်တိုင်းတန်နဲ့နဲ့ကန်အဖွဲ့ဘက်ကဘုံမိုကြီးစောကြုံညိုဒေါက်စောမြရာစာလင်းတို့ကတာဝန်ယူဖြေကြားခဲ့ကြပါတယ်ဒုတိယအနေနဲ့ကောင်းဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ရဲ့အသက်အနည်းကိုအထူးစိုးရိမ်နေရလို့ NUG ကထပ်ပြောလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆေဟုစုရဲ့နှစ်ရှည်ထောင်နှံတွေချခံထားရတယ်။ လူမှုကောင်ဆောင်နဲ့တမရတို့ရဲ့ကျမ်းမာရေးနဲ့အသက်အန္တရာယ်ကို အထူးစိုးရိမ်မိရလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဒီနေ့မှပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာစီတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြည်အောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါတယ်။ထောင်ထဲမှာရှိနေကြတဲ့နိုင်ငံကောင်ဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေဟာလုံလောက်တဲ့စေဝါကုသမှုတွေမရနေတဲ့အတွက်အလုံးရဲ့ကျမ်းမာရေးနဲ့အသက်အန္တရာယ်ကို NUG အနေနဲ့အထူးစိုးရိမ်မကင်း ဖြစ်မိရလို့သူကပြောပါတယ်။စေအောင်စုလောင်ကအချင်းထောင်တွေကအချင်းဦးစီးအရာရှိတွေတာဝန်ရှိသူတွေအနေနဲ့နိုင်ကျင်းတွေအပေါ်ရရဆက်ဆက်ပြိနေနေတဲ့လောရည်တွေအတွက်တာဝန်ယူတာဝန်ခံကြရမယ်လို့တတိပေးလိုက်ပါတယ်။ မန်ချက်စတာ၂၈ရက်ကလှုပ်ခိုက်ခဲ့တဲ့အင်္ဂလင်ကြီးကြောင့်မန္တလေးဥပို့ထောင်တွင်ဒဏ်ရာရကစေကုသဘိမှုနှောက်နေတာကြောင့်မတည်တည်မဲတည်ဆုံခဲ့ရတဲ့နိုင်ငံရေးကျင်းသား90ကျော်ရှိရလို့ဥနေဖုံလက်ကပြောပါတယ်။ဇွန်၂၈ရက်ကဥပို့ထောင်အတွင်းမန္တလေးတိုင်းတပ်တော်ဥက္ကဋ္ဌဥအောင်ကျော်ဦးတည်ဆုံခဲ့ရမှုကို NUG အစိုးရကိုစား꽌နေကြောင်းလဲသူကပြောပါတယ်။ဥပို့ထောင်မှာပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းမန်တိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လက်ဆက်နဲ့စွမ်းရည်ပြည်အောင်စုဝန်ကြီးဦးဝင်းခိုင်နဲ့ ိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခအငယ်လေးတို့စက်တိုက်ဆိုသလိုကြဆုံးခဲ့ရပါတယ်။တတိယသတင်းကတော့ဝါပီမှာအောင်မြင်တဲ့တရားစီရင်ရေးကိုစနစ်တကျအလဲပက်နိုင်နေပြီလို့ UWSC ပြောလိုက်တဲ့အကြောင်းဖြစ်ပါတယ်။ကိုပိုင်တရားစီရင်အဖွဲ့တွေနဲ့အတူတည်ထောင်ပြစ်ပိမှုတွေအထိပြုလုပ်နေတဲ့ဝါပီသွေးစီညို့ရဲ့ပါတီ UWSC အုပ်ချုပ်ရာဝါပီမှာတရားစီရင်ရေးကို အောင်မြင်မြင်စနစ်တကျလက်ပက်နိုင်နေပြီလို့သိရပါတယ်။ UWS ဘဟုကော်မတီရဲ့မှန်ကန်တဲ့ဥဆောင်မှုအောက်မှာတရားစီရင်ကော်မတီလုပ်ငန်းအလုံးကိုစနစ်တကျဆောင်ရွက်နိုင်ခဲ့တယ်လို့ဝါတရားဤအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။နေဆက်ပြတ်ကျော်တဲ့ရာဇဝတ်မှုကျူးလွန်သူတရုတ်နိုင်ငံသား255ဦးကိုတရုတ်နိုင်ငံစီလွှဲပြောင်းပေးရနိုင်ခဲ့တယ်လို့စီကံဖောက်ပြတဲ့ရဲရာရှိတွေကိုပြင်းပြင်းထန်ထန်အရေးယူမှုတွေပြုလုပ်နိုင်ခဲ့တယ်လို့လည်းဆိုထားပါတယ်။တခါဝါပီတဲ့အိမ်တော်စုစင်းနဲ့မပုံစင်ကထုတ်ပေးတာတွေလောက် ပေးအဆောရင်နော်တကားဝပီတဲ့အိမ်အောင်စုစင်းနဲ့မပုံတင်ကထုတ်ပေးတာတွေလုတ်ပေးနေတယ်လို့မိဘအန်ရဲ့စစ်စေးရေးစောက်ကြည့်ထင်းသိမ်းတာစစ်မှုထမ်းလုပ်ငန်းနဲ့ပတ်သက်တာတွေကိုပူပေါင်းလှုပ်ဆောင်နေကြတယ်လို့ဝါပိန်နန်တရားစင်ရေးကော်မတီအတွင်းရင်မူလျှံချင်းကပြောပါတယ် ဝါပင်နယ်တရားစီရင်ကော်မတီလောက်မှာရှိတဲ့ဌာနဆိုင်ရာအစင်ဌာနခုနှစ်ခု ခရိုင်လေးခုနဲ့အထူးဆောင်တရားစီရင်ကော်မတီရဲ့ဒီနှစ်မြဝက်ကာလလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာတင်ပြမှုအခမ်းအနားအဖြစ်ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့ကကြာရောက်ခဲ့တဲ့ PP ဆိုင်ရာမွေးရစေဝါတိုက်ဖြတ်ရေးနေမှာ UWSC ထိန်ချုပ်ရာမိုင်းလင်းမိုင်းပေါမိုင်းမော်ဟိုပန်းစတဲ့ခရိုင်လေးကိုလုံးမှာ 6.26ခေါင်းစဉ်နဲ့လူမှုအသိပညာပေးအစီအစဉ်တွေပြုလုပ်ခဲ့ပါသေးတယ်။ဆက်လက်ပြီးစီယုစုမှာရွေးကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိဘူးလို့ NUG ပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်သူတွေလက်မခံတဲ့ရွေးကောက်ပွဲကိုအာဏာသိမ်းစစ်အုပ်စုအနေနဲ့ကျင်းပဖို့အခွင့်အာဏာမရှိဘူးလို့ NUG ကပြောကြားလိုက်ပါတယ်။ အန်ယူဂျီဝင်းကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြည်သူအနာကိုမတရားသိမ်းယူဖို့စ조사နေတဲ့တရားဝင်စေုပ်စုဟာရေကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါဘူးလို့ပြောပါတယ်။နိုင်ငံရေးအရာတရားဝင်နေစေဖြစ်တဲ့2020ရေကောက်ပွဲကနေပေါ်ပေါက်လာတဲ့ဥပဒေပြူရင်တဲ့အုပ်ချုပ်ရေးမနိုင်တွေအခုထိအခိုင်အမာတရှိနေတယ်လို့သူကပြောပါတယ်။ စစ်ကောင်စီဟာလူမှုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနှီးလန့်ပေါင်းစုံနဲ့ဖိနှိပ်ချပြီးလူမှုထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့တရားဝင်တို့ရောင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့စ조사နေရလို့သူကဆက်ပြောပါတယ်။ဒီတရားဝင်တို့ရောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြည်လဲစေမဲ့ထွက်ပေါက်မဟုတ်ပါဘူးလို့ဦးနေဖုံလက်ကပြောပါတယ်။ ဒါကြောင့်စစ်ကောင်ကြီးရေကောက်ပွဲကိုပြည်သူတွေဝိုင်းစန့်ကျင်ကြဖို့ဒီနေ့ပြုလုပ်တဲ့ NUG အစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာစီသတင်းစကားပြောကြားခြင်းအစီအစဉ်မှာသူကထက်သွင်းပြောကြားခဲ့ပါတယ်။စစ်ကောင်စီလုံးဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီအားလုံးပေါင်းရင်2020မှာပြည်တော်စုလွတ်တော်နေရာဆယ်ရာခိုင်နှုန်းတော်အနိုင်မရနိုင်ဘူးလို့ဦးနေဖုံးလကပြောပါတယ်။ ပြပသတင်းတွေပတ်မှာတော့ထိုင်းဝင်ကြီးချုပ်အရေးမှာဘီရင်နဲ့တရားရုံးကွဲလွဲနေကြတဲ့သတင်းကို ပြောပြမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းရဲ့နောက်ကျောထားတဲ့ထိုးခံရမှုကြောင့်ယာတုစက်တင်မြေကြီးကရဲရိုက်နေတဲ့ထိုင်းဝင်ကြီးချုပ်အပေါ်ဆုံးဖြတ်ချက်တွေမှာဘီရင်နဲ့တရားရုံးကြားကွဲလွဲမှုတွေဖြစ်ပေါ်နေကြပါတယ်။ ထိုင်းပြည်ရဲ့တော်ဝင်ပြန်တန်းအနေနဲ့ဖွဲ့စည်းပေးလိုက်တဲ့ထိုင်းဆိုရတင်မှာလက်ရှိဝင်ကြီးချုပ်ပေတောင်နယ်ရှင်နာဝက်ကမူလရာတို့အပြင်ရင်းချင်းမှုဝင်ကြီးတာဝန်ကိုပါပူတွဲရယူခွင့်ပြုလိုက်ပါတယ်ထိုင်းပြည်လက်မှတ်ပါတဲ့ဒီပြန်တဲ့မှာအရင်ဝင်ကြီးတွေအားလုံးကိုဖယ်ရှားပြီးအစ်စ်ပြန်လဲခန့်အပ်ထားပါတယ်။အစိုးရအဖွဲ့အစ်စ်ကိုထိုင်းပြည်ကခွင့်ပြုပြီးပြီဖြစ်လို့လာမယ့်စတာရီနေ့မှာကျန်းသစ္စာကျင်းဆိုပွဲလုပ်ဖို့စီစဉ်ထားပါတယ်။ ဒါပေမဲ့ဒီနေ့ပြုလုပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ဝင်ကြီးချုပ်အပေါ်ဟွန်ဆန်နဲ့ဟွန်ပြိုးစုံမှုမှတ်တမ်းထွက်ပေါ်ခဲ့တဲ့ကိစ္စမှာကျင်းဝဆိုင်ရာချုပ်ပေါမှုရှိမရှိနဲ့ပတ်သက်ပြီးတရားသူကြီးကိုလုံးကလက်ခံမှုသဘောတူခဲ့ကြပါတယ်။ဒါကြောင့်အထက်လွှတ်တော်အမတ်36ဦးရဲ့တင်ပြချက်အရပေတုံနံကိုဝင်ကြီးချုပ်တာဝန်တွေကနေတရားသူကြီးတွေရဲ့စီရင်ချက်မချမှတ်ခင်အထိဆိုင်းငံ့ထားဖို့ခုနှစ်မဲနှစ်မဲတဲ့အတည်ပြုခဲ့ကြပါတယ်။ဒါပေမဲ့ပေးပြန်တဲ့ ပေတောင်နယ်ဟာယဉ်ကျေးမှုဝင်ကြီးဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်။ကမောရီးယားဝင်ကြီးချုပ်အောင်ဟွန်ဆန်နဲ့ပေတောင်နယ်တို့ဖုန်းပြောဆိုချင်းဒုစစ်တိုင်းမှုကို ပြိုင်ပတ်လို့တိုက်ခိုက်ပြောဆိုခဲ့တဲ့အပေါ်နိုင်ငံအထောက်အချာအာဏာကိုထိခိုက်စေတယ်လို့ဆွဆွဲပြီးနိုင်ငံတော်ပုံကံမှုနဲ့ဆွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကရှေယိုးဆဲဝါဒီတွေကို ထောက်ကန်သူတွေ အပါအဝင်လူ18000လောက်ကဗန်ကောက်မှာထိုင်းဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့ငါးနှစ်အတွင်းလူ14တန်းအထိတည်စေနိုင်တဲ့ USA ရန်ပုံငွေထက်ကြောင်မှုဆုံးဖြတ်ချက်ကို transfer မှတ်ခဲ့တဲ့သတင်းနဲ့နှုတ်ဆက်လိုက်ပါစေ။ရန်ပုံငွေအကြီးကျယ်ချက်တောက်ခံထားရတဲ့အမေရိကန်နိုင်ငံတကာအဖွဲ့အစည်း agency USA ကိုအလုံးစုံဖြတ်သိမ်းလိုက်မယ်ဆိုရင် နောက်ငါးနှစ်အကြာ2030ခုနှစ်မှာလူ14တန်းကျော်ထပ်မံတည်ဆုံနိုင်တယ်လို့သုတေသီတွေကဆိုပါတယ် သမရဂျော်နန်ထရန်အစိုးရတက်လာခဲ့တဲ့ဇန်နဝါရီ20ရက်နောက်ပိုင်းကစပြီး USA နဲ့သူ့ရဲ့ကမ္ဘာတဝန်းကအခုညပေးရေးအစီအစဉ်တွေမှာမလိုအပ်တဲ့အသုံးစရိတ်တွေကိုဖယ်ရှားဖို့ဆိုတဲ့အကြောင်းကြားချက်နဲ့ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ဇွန်လ30ရက်ကဆေးပညာဆိုင်ရာသူ့ရဲ့ဒေသနာဂျာနယ်တက်လန်ဆန်ရဲ့ဖော်ပြချက်မှာတင်းဆုံးသူတွေတဲ့အသက်9နှစ်အောင်ကလေးငယ်၄တသမ5တန်းချီပါဝင်နိုင်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့အနှစ်20အတွင်း USA ရဲ့ထောက်ပံ့ငွေလေကြောင့်ကမ္ဘာတဝန်းကခလိငွေတန်း30အပါဝင်လူ90တတန်းကျော်တည်ဆုံးမဲ့အရေးကနေကာကွယ်ပေးနိုင်ခဲ့တယ်လို့အဲ့ဒီသုတေသနကဆိုပါတယ် ထရန်ဆိုရဟာ6ပတ်ကြာပြန်လည်သုံးသပ်ပြီးနောက် USA အောက်ကအစီအစဉ်အလုံးရဲ့80ရာခိုင်နှုန်းကျော်ကိုဖျက်သိမ်းလိုက်တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုယူဘီရိုရဲ့မက်ဆာအတွင်ထုတ်ပြန်ချက်အရသိရပါတယ်။ကြမ်းအစီအစဉ်တထောင်ခန့်ကိုတော့အမေရိကန်နိုင်ငံသားရေးဌာနအောက်မှရွတ်တော်နဲ့တိုင်ပင်ပြီးပုံမှန်ထိရောက်စွာအုပ်ချုပ်သွားမယ်လို့မာကိုယူဘီရိုကပြောထားပါတယ်။ ။ MBA ရဲ့တနေ့တောင်ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။